ဒီဇလန်လေးကတော့ရွှေသစ်ခွရှာပုံတော်စွန်စားကန်းလေးပါမြို့တိရွာကတောအုပ်ကြီးကတခြားတောအုပ်တွေလိုမဟုတ်ပဲထူကြစမ်းကြဲတဲ့တတ်တော်ရီနဲ့ပြည့်နေတယ်ပြီးတော့နှစ်ပေါင်းများစွာကလေးကလူတွေမသိတဲ့လူဝဲချက်တွေရှိတယ်လို့လူကြီးတွေက ပြောကြတယ်ကဲဒီတော့လူဝဲစမ်းကြဲတာတွေကိုစူးစမ်းဖို့အမဲစိတ်အားထက်သန်နေတဲ့ ချိုကြီးနဲ့တငယ်ချင်းပေစီတို့နှစ်ယောက်တောအုပ်ထဲကိုဘယ်လိုရောက်သွားကြသလဲတနေ့မှနှစ်ယောက်သားအเจ้าကပြန်လာပြီးအိမ်ကိုအမြန်ပြေးကြသည်ဘာဖြစ်လို့လဲဆိုတော့သူတို့အိမ်များကလျှို့ဝှက်တောင်တစ်ခုမှာတွေ့ရခဲ့တဲ့ရှေးသိက္ခာပန်းတပွေ့ပွင့်နေတယ်လို့ကြားခဲ့ရလို့ပဲဒီရှေးသိက္ခာပန်းကဘလို့အစွမ်းရှိတယ်ဆိုတာကိုတော့သူတို့မသိကြဘူးဒီတော့ရွှေသိက္ခာပန်းကိုဘလို့ရှာဖွေပြီး အိမ်ယူသွားကြမလဲဆိုတာစဉ်းစားကြရင်းနဲ့နောက်ဆုံးတော့သူတို့နှစ်ယောက်ဖိုးဖော်ပြောပြတဲ့လှုပ်ဝက်မြေပုံကိုကြည့်လိုက်တော့ရွှေသစ်ခွာပန်းရှိတဲ့တီနေရာကိုညွန်ပြနေတယ်။မြေပုံထဲမှာဘယ်လိုအန္တရာယ်တွေရှိနေလဲဆိုတာကိုလည်းဖော်ပြထားတယ်။ချိုကြီးကပေစီကိုလိုက်မလားမေးတော့စွန့်စားရတာကြိုက်တယ်ပေစီကချက်ချင်းပဲလိုက်မယ်ပြောလိုက်တယ် ီတော့သူတို့နှစ်ယောက်တောအုပ်ကြီးထဲကိုရောက်သွားကြသည် ရွှေသိက္ခာပန်ရှားပွေကြတဲ့အခါမှာ မြေပုံထဲမှာပါတဲ့အတိုင်းတကယ်ပဲအန္တရာယ်ကြီးရှိပါတယ်တရက်လောက်ကြာတဲ့အခါတောအုပ်ကြီးကမှောင်မိုက်နေပြီးအတန်တွေလည်းအမျိုးမျိုးကြားနေရတော့တယ် ူတို့နှစ်ယောက်ရမ်းကြောက်နေကြတယ်။ဒါပေမဲ့ရွှေတိခွဘန်ရှိတဲ့နေရာကိုဇွဲမလျှော်ပဲဆက်သွားနေပါတယ်။နောက်တည့်ရဲ့အကြမြေပုံတဲကလူမြစ်ကြီးတစ်စင်းကို ရောက်ရှိသွားတယ်။ဒီမြစ်ကရေစီးအရန်ကျန်းနေ။သူတို့နှစ်ယောက်ဘယ်လိုဖြတ်ကြမလဲစဉ်းစားရင်းချိုကြီးကတစ်တုံးကြီးတစ်တုံးကိုတွေးလိုက်တယ်။ဒီတစ်တုံးကြီးကိုအုံပြုပြီးမြစ်ကိုဖြတ်ကြမယ်လို့ဆုံးဖြတ်လိုက်တယ်။ မြစ်ကိုပြတ်ကျော်နေတော့ငွေကြီးတကောင်သူတို့ဘက်ကိုရေထဲကနေကုလာရာကိုတွေးလိုက်ရတယ်။ပေစီကလေကိုလော်နေရင်ငွေကိုတွေးတော့ကြောက်ပြီးလော်တာရက်လိုက်သည်။ချိုကြီးကငွေကိုမကြောက်ပဲတတိရှိရှိနဲ့ငွေကိုတိုက်ခိုက်ပြီးမြစ်ကိုဆက်ကူးသွားကြသည်။မြစ်တစ်ဖက်ကိုရောက်တော့ခြေသိက်ခွပန်းရှိတဲ့နေရာကိုရောက်နေပြီဆိုတာသိလိုက်ရတယ်ခဏအကြာမှာတော့ အလင်းရောင်တစ်ခုသူတို့စီကိုရောင်ပြန်ဟတ်လာတာကို တွေ့လိုက်ရသည် သူတို့သည်အလင်းရောင်ရှိတဲ့နေရာကိုအ мян သွားလိုက်တော့ရွှေတိတ်ခွဘန်းကိုတွေ့လိုက်ရသည်သူတို့နေရာရွှေတိတ်ခွဘန်းကိုမြင်လိုက်ရတော့ပြောလိုက်တာပြောမပြတတ်အောင်ပဲရွှေတိတ်ခွဘန်းကရွှေရောင်တုံးဝင်းတောက်နေတာကိုတွေ့ရသည် ချိုကြီးကပန်းကိုယူပြီးအိတ်ထဲထည့်လိုက်သည်သူတို့နေရာ စီလုံးညီညွတ်တဲ့အတွက်ရွှေတိခွာဘန်ကိုရယူနိုင်ခဲ့ကြသည်သူတို့နှစ်ယောက်အိမ်ပြန်လာကြသည် အပြန်လန်းကအသွားတုံးကလိုအန်ဒီယရီမရှိတော့နှစ်ယောက်သာပျော့ပျော့ရွှင်ရွှင်နဲ့အိမ်ရောက်လာကြသည်အိမ်ပြန်ရောက်တော့အဖိုးကိုရွှေတိခွာဘန်အကြောင်းပြောပြလိုက်တော့အဖိုးလည်းပြောပြီးနေပုံထဲကရွှေတိခွာဘန်ကတကယ်ရှိနေတာကိုတိလိုက်ရတော့အဖိုးအံ့ဩသွားသည် အဖိုးက ပန်းကိုဘလို့အသုံးချရမယ်ဆိုတာကိုပြောပြလိုက်သည်ဒီပန်းကိုအသုံးပြုပြီးစေးဖို့ဆက်ကရွာကမကြမ်းပါတဲ့ရွာသူရွာသားတွေကို ပြန်ပြီးကူညီစေးကူပေးနိုင်ခဲ့သည်ဒီတော့ရွာကလူတွေအားလုံးကချိုကြီးနဲ့ပေစီတငယ်ချင်းနှစ်ယောက်ကိုကျေးဇူးတင်ပြီးချီးကျူးဂုဏ်ပြုခဲ့ကြပါတယ်ချိုကြီးနဲ့ပေစီတငယ်ချင်းနှစ်ယောက်လည်းပျော်ရွှင်စွာဖြင့်ဂုဏ်ယူခဲ့ကြပါတယ်ဇလန်းလေးကတော့ဒါပါပဲကွယ်မေထင်း